ပရိသတ်များအလုံးမင်းမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ data entertainment channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ ranking အဆင့်ကျသွားတဲ့မြန်မာ fighter Joshua Wen ရဲ့အကြောင်းအရာနဲ့ UFC 317ပြန်ပွဲရဲ့ main event နေရာမှာရင်ဆိုင်ထိုးသွင်းကြမယ် lightweight တန်ချန်ပီယံလူဘဲကိုပွဲချုပ်သုံးသက်ချက်အချုပ်ပြုတ်လို့ပေးလာတဲ့ကျွန်တော်တို့မြန်မာ fighter တွေ Joshua Wen ရဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ ranking အဆင့်ကျသွားတဲ့ chin fighter joshua wen ရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် ပရိသတ်အားလုံးသိတဲ့အတိုင်းပဲဂျောရှွာဗန်ဘရာဇီးဖိုက်တာဘရူနိုဆေးဗာကိုအနိုင်ယူပြီးတဲ့အချိန်မှာ ranking နံပါတ်14နေရာကနေနံပါတ်10ထိကိုခုန်တက်လာနိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့ UFC က ranking update တွေကိုပြန်လုပ်လိုက်တာတွေ့ရပါတယ်။ဖန်ကိုအဆင့်တမချက်30ကနေ17ကိုချလိုက်ပါတယ်။ team elio ဆိုတဲ့ fighter ranking number 7ကနေနံပါတ်10ကိုရောက်လာခဲ့ပါတယ်။ဂျားထဲမှာ team elio ကပွဲထိုးလို့နိုင်မွေးရသွားလို့ ranking တင်ပေးလိုက်ရင်လက်ခံလို့ရပါတယ်။ ထို့ပေမဲ့အခုဟာကဘာပွဲမှမရှိဘဲနဲ့ Team Elio က ranking တက်သွားတာဖြစ်ပါရင်ဒါကြောင့် fan က ranking နံပါတ်30နေရာကနေ17နေရာကိုပြန်ရောက်ရှိသွားတာပါ Joshua Van ကတော့အရင်ကတည်းကအစင်းသမချက်တွေကိုဂယုမဆိုင်ဘူးလို့မကြာခဏထုတ်ပေါ်ပြောဆိုလေးရှိပါတယ်။ Van ကအဲ့ဒီအရာတွေကိုသိပြီးဂယုပြုတ်တက်တဲ့ fighter မဟုတ်ပါဘူး။သူအနေနဲ့ပွဲထုတ်မယ်၊နိုင်မောယူပြမယ်၊တဖြည်းဖြည်းနဲ့ Champion ကပွဲကြီးစီကိုနီးကပ်လာမယ်အဲ့ဒီလိုမျိုးပဲပြတ်မှတ်ထားပြီးထိုးတက်နေတဲ့ fighter ဖြစ်ပါတယ်။ဒါတွေကတကယ်လည်းအရေးတော့မကြီးပါဘူး။ ဖန်နီနဲ့တဖြည်းဖြည်းနဲ့ချန်ပီယံခမနာကိုနီးကပ်လာတော့မှချိန်တယ်ပါတယ်။အခုဆိုရင် လာမယ့်ပွဲမှာ ranking number 1နေရာမှာရှိတဲ့ fighter တွေတောင်ရင်ဆိုင်ထိုးသိမ်းကြတော့မှာပါ။အဲ့ဒီ fighter ကိုသာနိုင်လိုက်နေရင်တေးကြတာကဖန်နီနဲ့ ranking ကတော်တော်ကြီးကိုထိုးတက်သွားမှာပါ။ ranking number 1နေရာကိုမရောက်ရင်တော့မှ ranking 1 to 5တဲ့ဒီတော့ဝင်သွားမှာဖြစ်ပါတယ်။တေးကြတာကဖန်နီနဲ့ချန်ပီယံလူကင်းရဖို့နဲ့ချိန်တည်သွားမှာပါ။ ဗန်ကိုရန်ကသူ့အနေနဲ့အဲ့ဒီပွဲမှာသာနိုင်ပွဲယူပြနိုင်ခဲ့ရင်နောက်ပွဲကချန်ပီယံလုပ်ခွင့်စင်ခေါ်ပွဲပဲလို့ဂျင်းသိပြောဆိုထားပါတယ်။ဒါကြောင့်မလို့ဖန်အနေနဲ့ဒီပွဲမှာဘယ်လိုလုပ်ပြမလဲဆိုတာကျွန်တော်တို့ပြည်သက်တွေအားလုံးယဉ်ခုန်နေတာပါ။ဖန်ရဲ့ပွဲကိုကျွန်တော်တို့မြန်မာပြည်သက်တွေတင်စိတ်ဝင်စားနေကြတာမဟုတ်ပါဘူး။နိုင်ငံတကာက UFC ပြည်သက်တွေကလည်း Joshua Van ကိုစောင့်ကြည့်နေကြတာပါ။ဖန်ရဲ့ဆွမ်းဆောင်ရည်တွေကိုပြီးခဲ့တဲ့ဘရူနိုဆေးဗာနဲ့ပွဲပြီးခဲ့တဲ့က top 4နဲ့ကိုချီးကျူးနေကြတာပါ ပြီးတော့လက်ရှိချိန်မှာ short notice နဲ့လည်း ranking number 1နေရာက fighter နဲ့ရင်ဆိုင်ထိုးသက်ရမယ်ဆိုတာကိုလက်ခံလိုက်တော့ fan ကိုပို့ပြီးတော့မှအာယုံစိုက်နေကြတာတွေ့ရပါတယ်။ဒါကို fan အနေနဲ့ဘလို့စွမ်းဆောင်ရင်ကောင်းနေချမ်းပြလာမလဲဆိုတာစိတ်ဝင်စားနေကြတာပါ။ကျွန်တော်တို့ fighter လေးနေနဲ့လက်ရှိမှာအကောင်းဆုံး training camp တွေကိုလှုပ်ဆောင်နေပါပြီ။ Joshua Van ကတော့သူ့အနေနဲ့ Brandon Rivera ကိုအကောင်းဆုံးဆွမ်းဆောင်ရည်နဲ့အနိုင်ပြမယ်လို့ကြုံဝါထားပါတယ်။ Joshua Van ရဲ့ဒီဘွဲကတကယ်ကိုအရေးပါတဲ့ပွဲချင်းတစ်ပွဲလို့ဆိုရမှာပါ။ ဒီပွဲမှာသာ fan တွေနဲ့နိုင်ပွဲပုံဖော်နိုင်ခဲ့ရင် Joshua Van ရဲ့နောက်ပွဲအသေးစားဖို့ချန်ပီယံလူပဲဖြစ်လာတော့မယ်ဆိုတာသိတာပါလေ fan ကတော့သူကဒီပွဲမှာလည်း American Fighter ကိုရေကုန်ရေကန်းထိုးသက်သွားမယ်လို့ကြုံဝါထားပါတယ် Joshua Van နေနဲ့29ရက်နေ့မှာစစ်မြေပြင်ကြီးကိုသွားရတော့မှာပါအဲဒီစစ်မြေပြင်မှာ Joshua Van နေနဲ့ Brandon Rivera ဆိုတဲ့ရန်သူကိုနှိမ်နင်းနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ Brandon Rivera ကလည်း fan အတူလည်းပဲမဟုတ်ဘူးကြုံဝါထားပါတယ် ဖိုင်တာနေရာလုံးကတော့လက်ရှိချိန်မှာစကလုံးတိုက်ပွဲတွေဆင်နွှဲနေကြပြီဖြစ်ပါတယ်။ဘယ်ဖိုင်တာကအပြောနဲ့ဟောညီအောင်လုတ်ပြသွားမလဲဆိုတာစောင့်ကြည့်ရမှာပါ။ချိုရှွာမင်ပါဝင်ထိုးသက်မဲ့ UFC 317ပြိုင်ပွဲကတွဲဆိုင်တွေကို UFC ကတော့တရားဝင်ချပြလာခြင်းမရှိသေးပါဘူး။ထို့ပေမဲ့ UFC နဲ့နှိစက်တဲ့သတင်းဌာနတွေကတော့တွဲဆိုင်တွေကိုတရားဝင်ချပြလာပါတယ်။အဲ့ဒီတွဲဆိုင်ချထားတဲ့နေရာမှာဆိုရင်ချိုရှွာမင်ရဲ့ပွဲအတတရမြောက်ခေါင်ပွဲနေရာကနေရင်ဆိုင်ထိုးတိုက်ရမှာပါ။ ဂျိုရှွာဘန်ရဲ့အပေါ်မှာဆိုရင်ချန်ပီယံလူဝဲနှစ်ပွဲပဲရှိတော့တာပါအဲ့ဒီအကြောင်းအနေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်မလေးကတင်ဆက်ခဲ့ပြီးဖြစ်ပါတယ်ဂျိုရှွာဘန်ကဒီလိုမင်းကခေါင်းစဉ်အောက်မှာထိုးတက်ရမှာဒါဟာပထမဦးဆုံးဖြစ်ပါတယ်ဖန်နီနဲ့မင်းကခေါင်းစဉ်အောက်မှာထိုးတက်ရတယ်လေဆက်စချင်းမင်းကအစမှာထိုးတက်ရမှာမဟုတ်ပါဘူးတတိယခေါင်းပွဲလိုနေရာမှာထိုးတက်ရမှာဖြစ်တဲ့ကြောင့်မလို့ဖန်ရဲ့ပွဲကိုပြိဿတော်တော်များများကစိတ်ဝင်စားနေတယ်ဆိုတာသိတာပါတယ် ဖန်အနေနဲ့ဘလို့အခင်းနဲ့ဘလို့နိုင်မွေးပုံဖော်လာမလဲဆိုတာပဲစောင့်ကြည့်ရမှာပါကျွန်တော်တို့ချင်းဖိုင်တာလေးနေနဲ့လည်းအကောင်းဆုံးနိုင်မွေးရရှိပြီး brand ကြီးဒီထက်တက်ကချန်ပီယံခပ်ပတ်ကြီးစီနီးကပ်ပါစီလို့ကျွန်တော်တို့ channel ကစုမုံကောင်းတောင်းပေးပါတယ်ခင်ဗျာပရိသတ်ဒီနေနဲ့ရောဘလို့ထင်မြင်စမိပါသလဲဖန်အနေနဲ့ American Fighter ကိုအကောင်းဆုံးပုံစံနဲ့အနိုင်ပြမယ်လို့ထင်မြင်စမိပါသလားမိမိတို့ရဲ့ထင်မြင်စချက်တွေကိုလည်း comment မှာဆွေးနွေးပေးကြလို့ရှာပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ Joshua Van နေနဲ့ UFC 317ပြပွဲခေါင်းပွဲနေရာမှာထိုးသတ်မဲ့ Lightweight Dan Champion လူပွဲပေါ်ပွဲတူ30ချက်ချုပ်ပြုတ်လုပေးသွားတာဖြစ်ပါတယ်။ချိုရှွာဘန်ပါဝင်ထိုးသမဲ့ UFC 317ပြိုင်ပွဲရဲ့ main event အားလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ Islam Aga Chef က Lightweight Dan Champion ခပတ်ကိုဆွန့်လွတ်ပြီးတဲ့နောက်ပိုင်း Charles Oliveira နဲ့ Elia Topuria တို့ကလက်လက်နေတဲ့ Lightweight Dan Champion ခပတ်ကြီးကိုလူသွားကြမှာဖြစ်ပါတယ်။ Oliveira က Lightweight Dan Champion ဟောင်းဖြစ်ပြီး Elia Topuria က Featherweight Dan Champion ဟောင်းဖြစ်ပါတယ်။ ီလီယာတိုပူရီယာလက်ရှိချိန်မှာရှုံးမွေးလုံးဝမရှိသေးတဲ့ fighter ဖြစ်ပါလိမ့်။အလဲတိုပါဝါကလည်းတကယ်ကိုကောင်းတာပါ။ကျမ်းမာတယ်ဆိုတဲ့ Max Holloway လို့ fighter ကိုတော့အမောက်သိပ်ပြထားတာပါ။ဒါကြောင့်မို့အီလီယာတိုပူရီယာကတကယ်ကို short cut ထားလို့မရတဲ့ fighter ဖြစ်ပါလိမ့်။ချားဆိုလီဗဲရာကအီလီယာတိုပူရီယာလောက်တော့ striking မိုင်းလည်းမကောင်းသလိုခံနိုင်ရင်လည်းမကောင်းပါဘူး။ဒါပေမဲ့ချားဆိုလီဗဲရာကလည်းအချုပ်မှာကဝေးတဆူပါပဲ။သူ့ကွင်ထဲဝင်လာရင်ဆွဲချုပ်လိုက်မှာပါ။ Justin KG, Dustin Poirier အစားရှိတဲ့ fighter တွေကိုသူချုပ်ပြတာတွေကိုကျင့်သိတာပါလေ။နောက်တစ်ချက်သတိပြုရမှာက fighter တွေအနေနဲ့ weight တက်ပြီးကစားရင်နိုင်မွေးရတာရှားပါလေ။ Ultra Featherweight Champion Alexander Volkanovski က Lightweight တန်းကိုတက်လာတော့ကနှစ်ချိန်လုံး Lightweight Champion Islam Makhachev စီမှာရှုံးနေခဲ့ပါလေ။ဒီတစ်ခါကလည်းအိန္ဒိယတိုပူရီယာက lightweight တန်း power ကိုခံနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ fighter တချို့က weight တန်းတက်လာအဲ့ဒီ weight တန်းက fighter ရဲ့ power ကိုခံနိုင်တာရှားပါတယ် ဒါကြောင့်မလို့အီလီယာတိုပိုရီယာအနေနဲ့ချားဆိုလေဗရာရဲ့လက်သီးပါဝါကိုခံနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါကျွန်တော်တို့ချင်းဖိုင်တာလေးကတော့ဒီပွဲမှာဘဲဖိုင်တာကအနိုင်ရသွားမလဲဆိုတာကိုအခုလိုမျိုးခံမှန်းသုံးသပ်ပေးသွားခဲ့ပါတယ်။ကျွန်တော်ကတော့နှစ်ယောက်လုံးကိုကြိုက်တာပါ။ဒီပွဲကတကယ်ကိုပြောရခက်ပါတယ်။နှစ်ယောက်လုံးကလည်းကောင်းမွန်လို့နဲ့စွမ်းဆောင်ရည်တွေကိုချပြထားတဲ့ဖိုင်တာချမ်းတွေပါ။ဒါမဲ့အီလီယာတိုပူရီယာပဲနိုင်သွားမယ်ထင်ပါတယ်။သူ့ရဲ့စွမ်းဆောင်ရည်ကတန်လျာဖြစ်နေစရာကိုမလိုတာပါ။ သူကတကယ်ကိုကောင်းပါလေပြီးတော့သူနဲ့ကျွန်တော်တွေကလည်းထိုးသက်ပုံအပြင်ပုံစံချင်းတူတဲ့ကစားပုံကိုပိုင်ဆိုင်ထားတာပါကျွန်တော်တို့ထိုးသက်တဲ့ပုံကတကယ်ကို တူပါလေဒါကြောင့်မလို့ကျွန်တော်အနေနဲ့သူပဲနိုင်သွားမယ်လို့စိတ်ထဲမှာခံမှန်းမိနေပါတယ်တကယ်လည်းသူပဲနိုင်သွားနိုင်ပါတယ်ဆိုပြီးညီမဖိုက်တာလေးကပွဲချုပ်သုံးသက်ပေးသွားခဲ့တာဖြစ်ပါတယ်ဒီပွဲစဉ်ကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းတာပါ UFC 317ပြိုင်ပွဲရဲ့တွဲဆိုင်နေအားလုံးကတကယ်ကိုကြည့်ရတာကောင်းမယ်ပွဲစဉ်တွေကြည့်ပါပဲ International 5 week ကာလမှာကျင်းပမဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ UFC ကလည်းတွဲဆိုင်နေရာခြားထားမှုကိုတိကျကိုလှုပ်ထားတာတွေ့ရပါတယ်။ပွဲစဉ်အားလုံးကိုလည်းကျမ်းမဲ့ဆိုတဲ့ပွဲတွေကိုပဲပွဲထုတ်ထားတာပါ။ UFC အနေနဲ့ဘလို့ခင်းညင်းနဲ့တည်ဆောင်လာအောင်လဲဆိုတာဆက်လက်စောင့်ကြည့်ရမှာပါ။ကျွန်တော်တို့ပြည်သက်ဒီနေ့နဲ့လေအဲ့ဒီပွဲမှာကျွန်တော်တို့မြန်မာဖိုင်တန်လီဂျိုရှွာဗန်ရဲ့ပွဲကိုအားပေးကြရမှာဖြစ်ပါတယ်။နာမည်29ရဲ့နေ့ကနောက်တဲ့တပတ်ကျော်ကာလမှာရောက်ရှိလာတော့မှာပါ။ ဗန်အနေနဲ့ဘလို့ခင်းင်းနေတဲဆောင်လာမလဲဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာပါပရိသတ်ဒီနေနဲ့ရောခေါင်းပွဲမှာထိုးသွက်သွားမဲ့ချားဆိုလေဗရာနဲ့အီလီယာတိုပူရီယာတို့ရဲ့ပွဲမှာရောဘဲဖိုက်တာကအနိုင်ရသွားမယ်လို့ထင်ပါတယ်မိမိရဲ့ထင်မြင်စားချက်တွေကိုလည်းကွန်မန့်မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာပွဲနီးလိုင်းနဲ့ပွဲချုပ်သုံးသက်ချက်နဲ့ထူးခြားတဲ့ပွဲသတင်းတွေကိုထပ်မံတင်ဆက်ပေးမှာဖြစ်လို့ဆက်လက်ဆောင်ကြည့်ပေးကြပါအောင်ခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲသားပြေရှုမဲ့ကောင်းတဲ့လေးလေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေ